အားလုံးပဲမင်္ဂလာပါဒီနေ့တော့အားလုံးကို Symmetry Trust Model လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲဒီနေ့ဟို Microsoft Word ဖိုင်ရ Microsoft Word ကနည်းနည်းအဲ့ဒါတက်နေလို့ကျွန်တော်ပုံတော့ဆွဲမပြတော့ပါဘူးအခုဒီမှာ Exit မှာပဲကျွန်တော်တခါလေးဖြည်းဖြည်းချင်းတစ်ဆင့်ချင်းလောက်ပြသွားပါမယ်ကျွန်တော်ဒီတစ်ခါ Exit မှာကျွန်တော်အရင်အဆင့်နေမှာတော့ကျွန်တော်တို့ပေါ့နော် Solid 3နာရီရှိရတခြားပေါ့နော် Bean တို့ပေါ့3နာရီရှိရအခုဒီတစ်ခါ link ပေါ့နော် link လေးတုံးတာလေးတစ်ချက်တော့ကျွန်တော်ရှင်းပြချင်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် switch analysis လုပ်မယ့်အတွက်ကြောင့် switch analysis ကိုယူပါမယ်နောက်ဆင်းအနေနဲ့ preprocessor element type add add and delete add ဒီကကျွန်တော် link ပေါ့နော်ဒီ switch master ရတယ်ကျွန်တော် link ပေါ့ link name မှာမှကျွန်တော် 2D ရှိရ 3D ရှိရဒါလေး now လက်ချာရကြလို့ရှိရင်ကျွန်တော်အနေနဲ့ဓာရီရဲ့ခွာခြားချက်တွေကိုရှင်းပြသွားပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်အနေနဲ့ 2D spa one တကူရွေးချင်ပါတယ်ဒီမှာရှိနေတဲ့ကျွန်တော်အနေနဲ့ရှင်းပြချင်တာ element type reference number ဆိုတော့ကျွန်တော်ဒီမှာ1ပေါ့နော်ဒါကျွန်တော်တို့တကယ်လို့ကျွန်တော်တို့ရဲ့ construction မှာ element ကတစ်ခုက link ဖြစ်ရင်ဖြစ်မယ်တစ်ခုက beam ဖြစ်ရင်ဖြစ်မယ်အဲ့လိုမျိုးပေါ့အဲ့လိုဖြစ်တဲ့ချိန်တွေကြလို့ရှိရင်နောက်တစ်ခုသတ်မှတ်ချင်တဲ့ချိန်တွေကကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ set number 1 2 3 4 5ဖြင့်ပြီးပြီးသတ်မှတ်နိုင်အောင်လို့ဒီ အသတ်မှတ်တာအခုကျွန်တော်တမျိုးပဲသုံးမယ် link to this file 1 okay ဒါပုံမှန်ကျွန်တော်ဟိုပေါ့နော်လောရူးလောရူးလောဆင်အတိုင်းပါပဲနောက်တစ်ဆင့်နေねကျွန်တော်မလုပ်ရမလဲဆိုရင်နောက်တစ်ဆင့်ကျွန်တော် react constant react constant add add and delete react constant add add and delete add ဒါဆိုကျွန်တော်ခုနထည့်လိုက်တဲ့ link 1တက်လာပါမယ် link 1 okay ဒီမှာကျွန်တော် ref we are constant set number 1ပေါ့နော် set number 1အနေနဲ့ဒီမှာကျွန်တော်တို့ set number 1 cross section ရဲ့ area ပေါ့နော် cross section ရဲ့ area ကိုကျွန်တော်တို့0.125ပေါ့နော်အဲ့ cross section ရဲ့ area မတူအောင်ကျွန်တော်အနေနဲ့လောက်ပြချင်လို့ပါ initial straight 0 okay close ခုဆိုရင်ကျွန်တော်တို့ဒီ set number တစ်ခုပေါ့နော် set number တစ်ခုကိုတက်မှတ်လုပ်ပြီးသွားပြီ set number တစ်ခုကိုတက်မှတ်လုပ်ပြီးသွားပြီဆိုလို့ရှိရင် နောက်တစ်ဆင့်နေねကျွန်တော်တို့အဲ့ခုန set number အားချင်းမှာပဲဒါဆိုတစ်ခုပေါ့နော်ဒီမှာ set number အားချင်းဆိုပြီးပေါ်နေလိမ့်မယ်ဒါကိုကျွန်တော်ထပ်ထည့်ခြင်းနေ at link 1 okay ဒီခါကျွန်တော် set number 2ဒီက2ထည့်မယ် cross section area 3 point ပေါ့နော်ကျွန်တော်ဒီ link နှစ်ခု cross section area မတူညီတဲ့နှစ်ခုเนี่ยကျွန်တော်အနေနဲ့စမ်းပြခြင်းတော့ပါ processing area string initial string 0 okay close ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ cross sectional area တတ်မှတ်တဲ့လူရဲ့ constant မှာကျွန်တော်တို့ set 1 set 2ဆိုပြီးနှစ်ခုတတ်မှတ်လိုက်ပါတယ်ဒီတော့ကြောင့်ကျွန်တော်တို့ရဲ့ဒီ construction မှာနှစ်ခုလုံးကတစ်ခုက cross sectional area တစ်မျိုးနောက်တစ်ခုကနောက်တစ်မျိုးနဲ့ပြရတာခု material ရေးပေးမယ် material properties material more stretcher linear elastic isotropic prathama chuno ni ne itambo 3 power 7 module modulus of elasticity a point in reach 0.27 okay ဒါဆိုရင်ကျွန်တော် material တစ်ခုတက်မှတ်ပြီးသွားပြီ material ကျွန်တော်တို့ခုန cross section ရဲ့ area ကိုလည်းနှစ်ခုသုံးခဲ့တယ်ဆို material လည်းကျွန်တော်မတူတဲ့နှစ်ခုနဲ့သုံးပြပါမယ် material new model define material id မှာကျွန်တော်2ပြနေပါလိမ့်မယ် okay isotropic ကိုပြန်ယူရတယ်အဲ့အချိန်မှာကျွန်တော်တို့ဒီခုနဟိုဟာကို1.2 e power 7 1.3 0.3 โอเคဒါဆိုကျွန်တော်တို့ material model number လဲနှစ်ခုပြနေပါလိမ့်မယ် material model 1ကသူ့ရဲ့ material type မျိုး model 2ကနောက် type တစ်ခုနဲ့ပြနေပါလိမ့်မယ်နောက်တစ်ဆင့်နေကျွန်တော်တို့ material တက်မှတ်ပြီးပြီဆိုတော့နောက်တစ်ဆင့်ကျွန်တော်တို့ model create model လောက်ရပါမယ် create model လောက်ဖို့အတွက်ကျွန်တော်တို့ modeling create nodes in edit set ဒီမှာကျွန်တော်တို့ပထမ enter node number 1 node number 1ပေးမယ် a0 y0 ကျွန်တော်တို့ဒီနေရာမှာဟို 2D ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ z tempo ထည့်ပြီးစဉ်းစားလဲထည့်ပြီးတော့စဉ်းစားကြရမလို့ပါဘူး apply ဟောပါ node 2 h20 y0 line နောက်3008010 y 10 okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ graph ကျွန်တော်တို့ရဲ့ဒီ area မှာ point 1 2 3ဆိုပြီးကျွန်တော်တို့ point ပြပါမယ်ဒီချိန်မှာကျွန်တော်တို့အခုကျွန်တော် note တွေကိုတတ်မှတ်ပြီးပြီဆိုတော့နောက်တစ်ခါဒီ note တွေကို set ဖို့ကျွန်တော် element element တွေထည့်ပါမယ် element element attribute ဒီနေရာမှာ ပြကျင်တာကကျွန်တော်အခုဆိုရင် link ကတော့ကျွန်တော်တို့ဒါကတော့တစ်မျိုးပဲ element type ကတော့เนาะ material ကကျွန်တော်တို့နှစ်မျိုးရှိပါတယ်ပထမ link 1အတွက်ကိုကျွန်တော် material 1သုံးမယ် cross section area 1သုံးမယ် okay ဒါဆိုရင် element attribute တစ်ခုပြပါပြီအဲဆိုလို့ရှိရင် ကျွန်တော်တို့ element attribute သတ်မှတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော် element ကိုတည်ဆောင် modeling create auto numbered through node node 1နဲ့ node 2ကို pick လုပ်ပေးလိုက်ပါ okay ဒါဆိုရင်ကျွန်တော် element 1ပြီးသွားပါပြီနောက်ဆင့်နေနဲ့ကျွန်တော်တို့ element 2 element 2အတွက် element 3 view ကိုပြန်ဝင်ပါမယ် element type ကတော့အတူတူပဲ link ပဲဒီနေရာမှာ material 2 real constant cross section နဲ့2 set နဲ့မှာ2ပေါ့နော် okay အခု through 2နဲ့3ကို set ပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ point ပေါ့နော် ကျွန်တော်တို့အခုစောင့်မဲ့ဒီ construction လေးကိုကြံအားဖြင့်တော့ပြီးတော့ပါပြီကျွန်တော်တို့အခုသုံးလိုက်တဲ့ဟာမှန်လားမှားလားဆိုတော့ကျွန်တော်ပြန်ချက်မယ်ပြန်ချက်ဖို့အတွက်ဒီ utility menu မှာဒီကနေ list element element မှာကျွန်တော်တို့ဒီမှာ note attribute real constant ဆိုရှင်ပါတယ်ဒါကိုကျွန်တော်ဝင်စစ်ကြည့်လိုက်မယ်ပထမ1အတွက် element 1အတွက် cross section area element 2အတွက် cross section area material set number 1 set number 2 brown type 11ဒီမှာ12ကျွန်တော်တို့ဓာတ်သူရဲ့ပေါ့နော် real constant term ပေါ့နော်12ဆိုတော့ပြင်ဒါတွေကကျွန်တော် note တွေဒါဆက်တဲ့ဟာပေါ့နော်ဒီကောင်ဆို element 1က1နဲ့2ကိုဆက်တယ်1 2နဲ့3ကိုဆက်တယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့အဲလိုချင်တဲ့အချက်တွေအားလုံးပြည့်စုံသွားပြီပြည့်စုံသွားပြီဆိုရင်နောက်တစ်ဆင့်နေလဲကျွန်တော်တို့ဒါပြန်ပြေးလိုက်မယ်နောက်တစ်ဆင့်နေလဲကျွန်တော်တို့ load တွေကိုပေါ့နော် boundary condition ထည့်မယ်ပေါ့နော် boundary condition ထည့်ဖို့ boundary condition ထည့်ဖို့အတွက်ကျွန်တော်တို့ load ကိုသွားမယ် define load file out apply stretcher displayment on note note ဒီပုံမှာကျွန်တော်တို့ displayment တက်မှာပါမယ် note ဒီပုံမှာအဲတော့ကျွန်တော်တို့ note 1ကိုပထမဆုံးအနေနဲ့ရွှေ့မယ် note 1 okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်သူဘယ်လိုတက်မှတ်ဟို preparation တွေကိုကျွန်တော် fix လုပ်မယ်ဆိုတဲ့အောင်ပြပါတယ်ဒီတော့ကျွန်တော်တို့ audio effect ပြီးရင်ကျွန်တော်ကို test payment value 0 apply ဒါကျွန်တော်ဒီ one ကိုကျွန်တော် fix လုပ်လိုက်ပါပြီနောက်ကကျွန်တော်တို့ note 3ကိုလုပ်မယ် note 3 okay select လုပ်လိုက်မယ်ပထမဆုံးအနေနဲ့ကျွန်တော်အနေနဲ့ UH ပေါ့နော် UH ကိုအရင် fix လုပ်ရမယ် UH ကိုအရင် fix လုပ်ရှင်တယ် UH UH ကိုကျွန်တော်ဒီလိုလေးဒီကောင် move fan ကို test payment ကိုလောက်ထားလိုက်ရင်ဘာဖြစ်တော့လဲဆိုတော့ကျွန်တော်ကြည့်ကြည့်လိုက်ကြအောင် apply ဒါ US office လောက်တာပေါ့နော်နောက်ကကျွန်တော် U1 ထပ် fix လုပ်မယ်အဲ့ note 3မှာနော် U1 fix ဆိုရင် UH နဲ့ UY U1 တော့ကျွန်တော်0ပြပါမယ်0 okay ဒါဆိုရင်ကျွန်တော်တို့ဒီဒီကောင် point နှစ်ခုကျွန်တော် fix လုပ်မယ် point နှစ်ခုအတွက်တော့ကျွန်တော်တို့ဒီ constraint လောက်တာတော့ဒါပြီးသွားပြီပေါ့နော်ဒီအဆင့်မှာပြီးသွားပြီအဲ့တော့ကျွန်တော်တို့အခုနောက်ကလုတ်ထင်မယ်ပေါ့နော် apply line stretcher ဒီမှာနော် force ရှိတယ် force and moment အဲ့ဒီ on notes note ဒီပုံမှာတည့်ရတဲ့ဟာကိုယူမယ်အဲ့တော့ကျွန်တော်တို့1ရယ် note 1ရယ် note 2ရယ်ကိုကျွန်တော် force တည့်အောင်မယ် okay direction y direction ကိုကျွန်တော်စန့်ကျင်ပြီးတော့မယ် y direction စန့်ကျင်လို့တကြ minus 300 okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ boundary condition အားလုံးပြီးသွားပြီအဲ့ဒီတော့ဒီ boundary condition ကို check ပြန်လုပ်မယ်မှန်လားမှားလားဆိုတော့ list load ကျွန်တော်ပေါ့နော် due constraint on all node ဒါဆိုရင်ကျွန်တော်တို့ boundary condition ပေါ့ကျွန်တော်တို့ထည့်လိုက်တဲ့ node 1ဒီမှာပေါ့နော် node 113 node 1နဲ့ဒီမှာပေါ့ node 1မှာ uh1 ကို0ပေးတယ်ဒီ node 3မှာ uh ကို -0.1 အဲ့ဒါပေးလိုက် င်နောက်ခါ UI ကို0ပေးထားတယ်ဒါကျွန်တော်တို့ရဲ့ဒါဆိုရင်ကျွန်တော်တို့ကျန်တဲ့ boundary condition ကတော့ပြည့်စုံသွားပြီ boundary condition ပြည့်စုံသွားပြီဒါဆိုရင်ကျွန်တော်တို့ constraint တွေစစ်ပြီးဆိုတော့ force တွေစစ်ကြည့်မယ် list load for this on note ကျွန်တော် node 1 node 2မှာ minus 300 force တဲ့အောင်နော်ကျွန်တော်တို့ဒီမှာ load တဲ့အောင်နေဆိုတော့ဒါကျွန်တော်ပြန် check လုပ်လို့ရပါတယ်နောက်ခါဒါကတော့ကျွန်တော်တို့ဒီ boundary condition ကို check လုပ်တာပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဒီ visual check လုပ်ဖို့အတွက်ဟိုဒီမှာ block control သွားပါမယ် block control temp on note and element type ဒီမှာပေါ့နော်ကျွန်တော်ပြန် check လို့ရတာလေးတွေပေါ့ကျွန်တော်ဆွဲတဲ့ဒီဟာအကုန်မှန်လား visual ဒီ check in လုပ်တာပေါ့နော်အဲ့တော့ number samples ဒီမှာဒီမှာကျွန်တော်တို့အသုံးပြုခြင်းနဲ့ tools တွေဒီမှာတော့ ဟို check လုပ်တဲ့ tools တွေပါတယ် animation tool တွေပါတယ်ပေါ့နော်စသဖြင့်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွာတော့ပြီးသွားပြီကျွန်တော် boundary condition ပြီးပြီတခြားအကုန်လုံးကျွန်တော်တို့ဒီ force တွေပေးရပြီပြီဒီတော့ကျွန်တော်တို့ problem ကို solve လုပ်မယ် solution solve kind of less okay solutions 10 soft load sv general post processing cloud reset မှာတော့ကျွန်တော် default and default shape ကိုကြည့်ချင်ပါတော့ဒါကကျွန်တော်ရဲ့ default and default shape ပေါ့နော်ဒီလိုလောက်တူပေးတဲ့အချိန်မှာဖြစ်သွားတဲ့ဟာကိုပြပါရစေနောက်က control plot control plot node solution web solution displayment pattern ခုဆိုရင်ကျွန်တော်တို့ဒီလောက်ပေးလိုက်တဲ့အချိန်မှာဒီကောင်းတဲ့ဒီ point 1 note 1 note 2မှာ note 300ပေးလိုက်တဲ့အချိန်မှာဖြစ်တဲ့ဒီကောင်းရဲ့ deformation ကိုကျွန်တော်တို့တွေ့လို့ရပါပြီဒီ2 retrace similar to retrace model တွေရာရဲ့အရင်ယူရှင်းမှာအဲ့ဒါပေမဲ့ကျွန်တော်တို့ဒီ engineer တွေအတွက်တော့ဒီအခြေခံကြာလုံးပုံစံတွေရာအရေးပါလာပါတယ် ကျွန်တော်အနေနဲ့ဒီ simple trust 2d trust model တွေဒီ analysis လောက်တာလေးတွေကိုနောက် lecture တွေမှာထပ်ပြီးတော့နည်းနည်းဒါထက်ရှုပ်တဲ့ဟာလေးနည်းနည်းရှင်းပြသွားပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။